ရန်ကုန် Beauty Land Hotel အခန်း900နဲ့လူသက်မှုကတော့ပုံမှုပြီးတော့ရှုပ်ထွေးတလောက်ကိုရှိနေပြီးတော့ဒီကနေ့မှာဆိုရင်တော့ဖြည့် Beauty Land Hotel မီးလောင်မှုထပ်မံပြီးတော့ဖြစ်ပွားခဲ့တဲ့အတွက်ဒီလူသက်မှုမှာနောက်ွယ်ကနေ ထင်းချုပ်တဲ့သူ ရှိနေတယ်เนาะကျွန်တော်တို့ဒီကကြတော့အဲ့ဒီလူသက်ကောင်လေးအသက်18နှစ်အရွယ်ပဲရှိသေးတဲ့ကောင်လေးเนาะအောင်ခန့်ကျော်စင်ရဲ့ Facebook အကောင့်ကိုကြည့်မယ်ဆိုရင်လည်းပဲကျွန်တော်တို့ဘာတွေတွေ့ရလဲဆိုရင် အော်လန်ဒီပညာနော်ကျွန်တော်တို့တွေ့ရတယ်နော်ခဏခဏလူတက်ဖို့ဂျန်ရီတာတို့နော်တယောက်ယောက်ကိုလှုပ်ချမ်းဖို့ဂျန်ရီတာတို့သူအနေနဲ့ဒီအော်လန်ပညာကိုတတိချာချာကိုဘယ်လိုပြောရမလဲတင်ကြားနေရဲဆိုရင်အနေထားမျိုးကျွန်တော်တွေ့ရတဲ့အခါမှာဒီကနေ့ဘယူဒီလန်ဟိုတယ်မီးလောင်မှုတွေဖြစ်ပေါ်တဲ့အနေထားမျိုးမှာတော့ တခုခုပေါ့လေဒီနောက်ွယ်မှာကြီးမားတဲ့အရာတခုရှိနေကြောင်းတန်တရားဝင်နေကြလေဖြစ်ပါတယ်မိတ္တကကျတော့အသက်ခံခဲ့ရတဲ့ကောင်းမလေးကเนาะကျတို့ဘယ်လိုပြောရမလဲเนาะဟိုဟွာပေါ့ပြည်သာမပေါ့လေပြည်သာမကအဲ့ဒီကောင်းလေးခေါ်လို့ရောက်ရှိလာတယ်မှန်တယ်ဒါပေမဲ့အဲ့ဒီဟိုတယ်မှာနေထိုင်နေတာကြားနေပြီဖြစ်ကြောင်းเนาะအဲ့ဒီကောင်းလေးเนี่ยမတွေ့ခင်တည်းကနေအဲ့ဒီဟိုတယ်မှာပြီးနေထိုင်နေတဲ့အကြောင်းအဲ့ဒီဟိုဟိုတယ်မှာပဲရှိနေရင်းကိုမှသူတို့ကလိန်ဆက်ဆံဖို့အတွက်เนาะခေါ်ယူပြီးတော့ခုလိုမျိုးတပ်ဖြတ်လိုက်တာဖြစ်ကြောင်းကျွန်တော်ကြားရပေါ့เนาะဆိုတော့အနေထားကเนาะ ော်ကောင်လေးကငေါချစ်သူရီးစားရှိတယ်ရီးစားဟောင်းတွေလည်းအများကြီးပဲဆိုတော့အခုလက်ရှိကောင်မလေးနဲ့လည်းချစ်ကြိုက်နေဆိုတော့ကောင်မလေးကလည်းခုလိုမျိုးတော့ဒါအဲ့သူအိပ်ဖို့ခေါ်ပြီးတော့တပ်ဖြတ်တခဲ့တဲ့ကိစ္စမျိုးကိုပေါ့လीဟိုခွင့်လွတ်ပေးတယ်ပြီးတော့ကကြလူသက်တရားခံတော့ဖြစ်ပြီးသေးတယ်ပေါ့နော်ဆိုတော့အခုဒီကနေ့မှာတော့အခုလိုမျိုး beauty land hotel ကနေပြီးတော့ CCTV လဲထုတ်ပြဖို့ညင်းဆိုရဲနော် CCTV လဲမရှိဘူးပြောရဲပေါ့နော် ဆိုတော့ဟိုဒီနောက်ွယ်မှာခုလိုမျိုးမီးလောင်မှုတွေဖြစ်ပေါ်နေတော့ဟိုဒီရခန့်အစ်မြပြောက်ဝင်နေသလားဆိုပြီးတော့ online မှာတော့ဒါသုံးသက်မှုတွေကတော့များစွာရှိနေတာကိုလေးတွေ့ရပါတယ်ဗျာ